်အလုံးမဲမင်္ဂလာပါဒီနေ့သင်ကြားမယ့်သင်ခန်းစာက apply human resource management လို့ခေါ်ပါတယ်အဓိကအဖြစ်တော့အတုံးချလူလူဆောင်ရေးမြစီမံခံခွဲမှုဘာသာရပ်ဖြစ်ပါတယ် ီနေ့တင် जा မဲ့တင်ငန်းစာတွေကိုမတင် जा ခင်မှာအရင်ဆုံးဆိုတာရှင်းလင်းပြီးတော့ပြပြချင်ပါတယ်။အဓိကတော့ဒီနေ့တင် जा မဲ့တင်ငန်းစာကတော့လူဆွမ်းကအရင်မြစ်စီမံခန့်ခွဲမှုတင်နှန်းဖြစ်တဲ့အတွက်ကြောင့်လူဆွမ်းကအရင်မြစ်စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေဟာဘာတွေရှိသလဲဆိုတာကိုကျွန်တော်တို့လေ့ကျင့်တင် जा တော့မှာဖြစ်တဲ့ပြီးတော့တဲ့ခါမှာအဲ့ဒီခုနလူဆွမ်းအရင်းမြစ်စီမံခန့်ခွဲမှုတဲမှာပါဝင်တဲ့ function တွေရှိပါတယ်။အဲ့တော့အဲ့ဒီ function များကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးတင် जा တော့မှာဖြစ်ပါတယ်။ ဲ့တော့အဲ့ဒီ function တွေထဲမှာပထမဆုံးက human resource planning လို့ခေါ်ရတယ်နောက်တစ်နည်းပြောရအောင်ဆိုတော့ဒီလူဆောင်ရေးမြစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုစီမံကိန်းတွေရေးဆွဲရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့နံပါတ်2ကကြာတော့ကျွန်တော်တို့အာဒီ recruitment and selection လို့ခေါ်ပါတယ်တနည်းပြောရအောင်ဆိုတော့ဝန်ထမ်းတွေကိုစုဆောင်ရွေးချယ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒီနေ့ တင်သွားမယ့်အထက်ထဲမှာ workforce နဲ့ပတ်သက်တဲ့ planning ဘိုင်းဆိုင်ရာလေးကိုအနေချင်းပြောသွားမယ်။ပြီးသွားတဲ့အခါမှာ job analysis ကတဘောတရားတွေနောက်တစ်ခါ job analysis နဲ့ဆက်ဆက်ပြီးတော့ job description, job specification နဲ့ပတ်သက်တဲ့ဘိုင်းတွေကိုဆက်ဆွေးနွေးသွားမယ်။ တော့နံပါတ်3ကတော့ကျွန်တော်တို့ onboarding and orientation ကိုခေါ်ပါတယ်ဝန်ထမ်းတွေလုပ်ငန်းခွင်နှန်းကိုရောက်ရှိလာတဲ့အခါမှာဒီဝန်ထမ်းတွေကိုကောင်းမွန်စွာကြိုးစားနေရာချထားမှုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်များနောက်တစ်ခါကျတော့ဒီဝန်ထမ်းကုမ္ပဏီနဲ့ပတ်သက်တဲ့မူဝါဒများလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ခုနက vision mission core values တွေပေါ့เนาะအဲ့တော့ online structure တွေကုမ္ပဏီရဲ့ policy ဘိုင်းနေနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တယ်